မင်္ဂလာပါရှင်ခရစ်တီတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အုတ်တွင်းသွင်းနယ်အတွင်းစစ်ကြောင်းထုတ်လာသည့်စစ်တပ်ကို၂ရက်ဆက်တိုင်းတိုက်ခိုက်မှုစစ်တပ်ဘက်မှ၁၈ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းအုတ်တွင်းမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာသည့်အကြမ်းဖက်စစ်တပ်ကို၂ရက်ဆက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ18ဦးသေဆုံးခဲ့ကြောင်း ADG Brother တပ်ဖွဲ့မှတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောဆိုပါရယ် မေလ29ရက်နေ့တွင်ညနေပိုင်းမှစတင်၍အုတ်တွင်းမြို့နယ်အတွင်းအင်အားတရာခန့်ဖြင့်စစ်တောင်းထုတ်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရပါသည် တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတော့လဲစစ်ကြောင်းသည်ရပ်တန့်သွားခြင်းမရှိဘဲမင်းလာ30ရက်နေ့ငနက်9:00နာရီအချိန်ကတည်းကဆက်လက်စစ်ကြောင်းထိုးလာတော့ကြောင်းတော်လန်ရေးတပ်ဖွဲ့များနဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီးထိတွေ့တိုက်ပွဲသည်တနအီခတ်ချမြင့်ခဲ့ကအကြမ်းဖက်စစ်တပ်ဘက်မှမျက်မြင်ခွနဲ့ဦးဒေဆုံးပြီးစစ်ကောင်စီတပ်သားများတိုက်ခတ်တော့လက်နက်ကြီးကြီးများကြောင်းတော်လန်ရေးတပ်ဖွဲ့များပြန်လည်စုခွာခဲ့ရကြောင်းသိရပါတယ် ထို့သို့တိုက်ပွဲဖြစ်ပွားပြီးနောက်အကြံပတ်စစ်ကောင်စီတပ်သားများသည်ဆက်လက်စစ်ကြောင်းထိုးလာရင်းယင်းညညီ၄နာရီခန့်တွင်ထော်လရေးတပ်ဖွဲ့များကအသင်းဆောင်ဆိုင်ပြီးစနိုက်ပါဖြင့်ဖိခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတော်ဦးထပ်မံသေးဆုံးခဲ့ကြောင်းထို့ပြင်စစ်တပ်ပြစ်ခတ်သောလက်နက်ကြီးထိမှန်ပြီးတော်လိုင်းရဲဘော်တော်ဦးမစိုးရင်ရတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါနှစ်ရက်တာတိုက်ပွဲအတွင်းအကြံပတ်စစ်တပ်မှ18ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ20ကျော်ဦးရှိကြောင်း ထိုစစ်ကောင်စီစစ်ကြောင်းသည်လက်ရှိချိန်ထိပြန်လည်ထွက်ခွာပွားခြင်းမရှိပေပဲဤသူကောက်ွယ်ရေးတပ်ဖွဲ့များနှင့်အချိန်မရွေးထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ကြောင်းသိရပါသည်ဆက်လက်ပြီးပလဲမြို့နယ်မင်းတိုင်ပင်ရွာစတင်ကျောက်ကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူတို့အုပ်သိမ်းဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် စကိုင်းတိုင်းပလဲညွတ်နယ်ပလဲကံကောလမ်းပါရှိမင်းတိုင်ပင်ကြေးရွာစတင်ကြောင်းကိုစစ်တပ်က လေရေဖြတ်ပုံကျက်တိုက်ခိုက်ခြင်းကြောင့်ဖြီသူတအူးသေဆုံးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်ရှနေဇွန်လ6ရက်နေ့မိုးလဲနေ့နာရီခန့်တွင်တလဲညွတ်နယ်ပလဲကံကောလမ်းပါရှိမင်းတိုင်ပင်ကြေးရွာတက်တန်းကြောင်းကိုအကြံဖတ်စစ်တပ်ကလေရေဖြတ်ပုံကျက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်အကြံဖတ်စစ်တပ်ဤလေးချောင်းတိုက်ခိုက်မှုအတွင်းတီတူတအူးတေဆုံးကစာတင်ချောင်းနှင့်နေအိမ်များလေးထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါသည် စာတင်ကြောင်းကိုချသွားတာနှစ်ထပ်စာတင်ဆောင်လဲပြက်စီးတယ်။နောက်ပြီးစာတင်ကြောင်းအနည်းကအိမ်တွေလဲပြက်စီးတယ်။စာတင်ကြောင်းနဲ့နေတဲ့ပြည်သူအမျိုးသားတအူလဲဥကောင်းပြတ်ထွက်ပြီးတေဆုံးနေ။စာတင်ကြောင်းဘေးအိမ်တွေတဲကပြည်သူအများပြားလဲဒဏ်ရာရကြတယ်။ဒဏ်ရာရတဲ့သူတွေတော်တော်များတယ်ဟုဒေသခံပြည်သူတအူကပြောဆိုပါတယ်။ အကြံဖက်စစ်ကောင်စီတပ်ကပုံချဲတိုက်ခိုက်ခဲ့သည့်မင်းတိုင်ပင်ကြီးရွာသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်ကြီးရွာတရွာဖြစ်ပြီးပလဲမြို့နယ်အတွင်တွင်လည်းအကြံဖက်စစ်ကောင်စီတပ်များနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြားစီရေးတင်းမာနေကြောင်းသိရှိရပါသည်။ဆက်လက်ပြီးရွှေဘုံမြို့မုံဦးအနီးတွင်စစ်တပ်လေကင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၃ဦးသေဆုံးစစ်တပ်ကရန်တစ်သောလက်နက်ကြီးကြီးထိမှန်၍ပြည်သူ၁ဦးသေဆုံးနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ စကိုင်းတိုင်းရွှေဘုံမြို့မုတ်ဦးအနီးတွင် အကြမ်းဖက်စစ်တပ်လက်ကင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးစစ်တပ်ကရန်ပစ်သောလက်နက်ကြီးကြီးထိမှန်၍ကီတူတဦးသေဆုံးခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပါကဖာမတာဝန်ရှိသူတဦးကတရင်ဆာနာတို့ပြောကြားပါတယ်စွန်လ၄ရက်နေ့ညနေ၄:၄၅မိနစ်ခန့်တွင်ရွှေဘုံမြို့မုတ်ဦးအနီးကင်းလျံထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရင်တီတွဲတိုက်ပွဲဒီတနအိခက်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြသောကြောင့်ရွှေဘုံမြို့တွင်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ရွှေဘုံမြို့တဲကနေထွက်လာတာပါတိုက်ပွဲဖြစ်တာကရုတ်အထွက်တောင်ဘက်မုတ်အနီးဖြစ်တဲ့အတွက် စစ်ခွေးတွေကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့လက်နက်ကြီးစထိပ်ပြီးခီတူတူအူတိတ်ဆုံးကတိုက်ပွဲဖြစ်ပြီးတော့စစ်ခွေးတွေကရွှေဘုံမြို့ကားကြီးဝင်းပတ်နဲ့ရွှေဘုံမြို့အနောက်ဘက်မင်းကုန်းစစ်ခွေးခြံတွေကိုအင်အားတွေသွားပေါင်းနေလို့သိရတယ်ဟုရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိလူတို့ကပြောဆိုပါတယ်တိုက်ပွဲဖြစ်ပွားပြီးတော့တိတ်ဆုံးသွားသောစစ်ကောင်စီတပ်သားမတာအလောင်း၃လောင်းကိုရွှေဘုံမြို့အတွင်းမှာနိုင်ကနစီဖြင့်လာရောက်တဲဆောင်သွားကြောင်းတော်လည်ရေးတပ်ဖွဲ့များဘက်မှလည်းရဲဘော်၃ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် ထို့ပြင်တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကိုလည်းရွှေဘုံမြို့ကညာနစစ်တပ်စကန်အတွင်မှရန်တမ်းပစ်ကတ်သောလက်နက်ကြီးကြီးများကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူတအူးတေဆုံးကရက်ကြီးပအာဖတာဝန်ခံတအူးနှင့်ပကဖရဲဘော်တအူးတို့မစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်အဆိုပါတိုက်ခိုက်မှုကတော်ကြီးကန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရွှေဘုံမြို့နယ်ကီတုကာကွယ်ရေးပကဖမြို့နယ်တိုက်ခိုက်ရေးအဖွဲ့ PDO ရွှေဘုံမြို့နယ်တိုင်ငယ်က ပကဖတိုက်ခိုက်ရေးအဖွဲ့တိုက်နယ်ကနေဒီကန်ပကဖများဒီဘဲရင်လို့နဲ့တိုက်နယ်တော့ပကဖရွှေဘိုခရိုင်တပ်ရင်း23ရွှေဘိုခရိုင်တပ်ရင်း26နဲ့ရွှေဘိုခရိုင်အမှတ်25တပ်ရင်း5 for freedom PDF တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီး KIA တင်ထားသည့်လေဆန်ဒေတာကိုပြန်တိုက်ရန်စစ်ကောင်စီနဲ့ရဝံပြည်သူစစ်ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ပူတာအိုခရိုင်ဆော့လော်မြို့နယ်လေဆန်ဒေတာကိုစစ်ကောင်စီတပ်နဲ့ရဝံပြည်သူစစ်များကပြန်လည်တိုက်ခိုက်သိမ်းပိုင်နိုင်ရန်စစ်အင်အားဖြည့်တင်းပြင်ဆင်နေကြောင်းဒေတာကန်သတင်းရေးမြစ်အချို့ကပြောပါတယ်။ရခိုင်ကပြည်သူစင်ညာထိန်ကျုံထားသည့်လေဆန်ဒေတာကို KIA နဲ့မဟာမင်းရက2024ခုနှစ်နိုဝင်ဘာဒုတိယပတ်တွင် အပိသက်သိမ်းပိုက်ထိန်ကျုံခဲ့သည့်အဆိုပါဒေတာကိုပြန်လည်ထိုးစစ်ဆင်ရန်စစ်ကောင်စီက ပြည်သူစင်များကိုလက်နက်တပ်ဆင်ပေးနေသည်ဟုသိရသည် KIA ကိုတိုက်ဖို့ပဲပူတာအိုဘက် KIA တွေဝင်မလာနိုင်အောင်ကာကွယ်ဖို့တဲ့လေဆန်ဒေတာကိုလည်းပြန်လည်သိမ်းယူမယ်လို့ပြောနေကြတယ်အခုပူတာအိုကရဝမ်ပြည်သူစစ်တွေစစ်ကောင်စီရဲ့လက်နက်ထောက်ပံ့မှုနဲ့သူတို့ဆုံရှုံထားတဲ့နေမြေလေဆန်ဆိုတဲ့ဟာရွှေမော်ရွှေထွက်တဲ့ဒေတာပေါ့ လေဆံကိုကြံသိမ်းယူမယ်ဆိုပြီးမှအကြီးအကျယ်ပြည်သူစစ်တင်တန်းတွေပေးနေတာဟုကချင်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ်။အခြားစစ်ရေးတရင်ရင်မြစ်တဦးကလည်းလေဆံရှိရွှေမော်ဒေတာဘတ်တို့စစ်ကြောင်းထိုးခိုင်းနေသည်ဟုတရားကြောင်းပြောပါတယ်။ထို့အတွက်စစ်ကောင်စီကလေရင်ဖြင့်ဓာတ်နယ်ခရံများပို့ပေးနေသည့်ရုတ်တရက်မှတ်တမ်းနှင့်ပတ်သက်၍ပြောပြပါရစေ။ တတိယမြောက်သတင်းရမြစ်ကလည်းပြည်သူစင်များကိုလက်နက်များထောက်ပံ့ပေးနေသည့်အဆိုပါရုတ်တံမှတ်တမ်းပါဖြစ်ရသည့်လအနှဲငယ်ကြနေပြီဖြစ်ပြီးယခုမှထပ်ပေါ်လာခြင်းဖြစ်ကြောင်းပြောပြသည်ရဝိုင်းပြည်သူစစ်ပေါ်မတိနားမလဲအတိမကျွေးသေးတဲ့တောင်ပေါ်ဒေသကဒေသခံတွေကိုငွေကြေးနဲ့မလုံးပေးစီယုံပြီးခေါင်းစည်းခံထားရတဲ့အဖွဲ့လို့ပြောရမယ်ဟု၎င်းကပြောပါတယ်ရဝိုင်းပြည်သူစစ်ကောင်ဆောင်မှအိုးတန်ကူးတန်ဆိုသူဖြစ်သည်ဟုလည်း၎င်းကပြောပါတယ် KAI နဲ့မဟာမိတ်ပူးပေါင်းတက်ပြီးလေဆန်အပါဝင်ဦးစကုံတရံဦးဆောင်ပြီးကချင်အတူဒေတာတေဟုခေါ်ဆိုသောမိမိများကို2024နှစ်ကုန်ပိုင်းကအပိတသိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ် KAI နဲ့မဟာမိတ်ပူးပေါင်းတက်ပြီးလေဆန်အပါဝင်ဦးစကုံတရံဦးဆောင်ပြီးကချင်အတူဒေတာတေဟုခေါ်ဆိုသောမိမိများကို2024နှစ်ကုန်ပိုင်းကအပိတသိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ထို့နောက်2024နိုဝင်ဘာလလတွင်ကချင်အတူဒေတာတေကိုဖျက်သိမ်းကြောင်း KAIO ကကြေညာခဲ့သည် ဆက်လက်ပြီးအထက်ကပောင်းဆယ်ရီလွဲတမန်တွင်တက်ဆွဲထားသောစစ်စခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကိုတိုင်းတောင်ခုခရိုင်အုတ်တွင်းမြို့နယ်ရှိအထက်ကပောင်းဆယ်ရီလွဲတမန်၌တက်ဆွဲထားသည့်စစ်တပ်စခန်းကိုဝေရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်လေးလည်းနဲ့စစ်သုံးပစ္စည်းအချို့ရရှိခဲ့ပါတယ်။ထိုစစ်စခန်းကိုဇွန်လ3ရက်နေ့နက်နက်အစောပိုင်းတွင်တောင်ခုခရိုင်တပ်ရင်းအမှန်3001တပ်ခွဲတစ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး၄ဦးထဏ်ရာရခဲ့တယ်ဟုသိရပါတယ်။အနောက်ရိုးဘော်ကတရင်ကဖော်ဆောင်တဲ့တိုက်ပွဲပါထွက်ပြေးသွားတဲ့အစခစိတ်ဦးကျော်လောက်ရှိတယ်ဟုအုတ်တွင်းသူနဲ့စစ်ဖက်သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်နှစ်နာရီအတွင်းစစ်ကောင်စီစကန်အားသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကစကန်အတွင်းမှာ G3 ၃လမ်း MA11 တလမ်းအီနာဂါ၅လုံးလက်ပစ်ဘုံ၃လုံးနဲ့ជីကာအင်ဂျင်နဲ့ထည့်ရရှိခဲ့ကြောင်းတောင်ငူခရိုင်တပ်ရင်းအမှန်3500တိတပ်ခွဲတစ်ကထုတ်ပြန်သည်။သိမ်းပိုက်ရရှိပြီးနောက်စစ်ကောင်စီစကန်အားမိရှုရှင်းလင်းခဲ့ကြောင်းသိရပါတယ်။ စက္ကန်သိမ့်ပြီးချိန်တွင်အင်အား60ခန်းပါစစ်ကူစစ်တောင်းကိုလည်း BDS များကအသစ်ဆောင်ကြိုရင်းမိုင်းဆွဲပြီးကြားပြတ်တိုက်ခိုက်ခဲ့ရမျက်မြင်သိဆုံးသူ၈ဦးရှိသည်ဟုကာငူခရိုင်တပ်ရင်းအမှတ်3501ဤတပ်ခွဲတစ်ကဆိုပါတယ်။ထို့ကြောင့်စစ်စီရေးတွင်စစ်သားအနည်းဆုံး12ဦးသေဆုံးခဲ့သည်ဟုပြောပါတယ်။ PDF ရဲဘော်နှစ်ဦးတိုက်ပွဲ၌ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြပါတယ်။တောင်ငူခရိုင်တည်ရင်အမှတ်3501တာဝန်ရှိသူကအရင်ကတော့15ရောက်အထက်ရှိတယ်ကျွန်တော်တို့သွားတိုက်တဲ့နေ့ကတော့9ရောက်ဝင်းကျင်ပဲရှိတော့တာ စကစစစ်ကူကတော့တိုက်ခံရပြီးနေမှာပဲပြန်ဆုတ်ပြီးနောက်ရက်ကစစစ်ကြောင်းထိုးနေတယ်။အင်အားတရာဝင်းကျင်လောက်တော့ရှိတယ်ဟုပြောပါတယ်။လက်ပံရွာအနီးမိုင်းဆွဲတိုက်ခိုက်ခံရသည့်အင်အား60ခန်းပါစစ်ကောင်စီတပ်စစ်ကြောင်းသည်လက်ရှိတွင်တရင်ရွာကြီးကျေးရွာသို့ဝင်ရောက်တပ်ဆဲကပြည်သူပိုင်းအိမ်များကိုဖောက်ထွင်းမှွေနောက်ရှာဖွေမှုများရှိနေကြောင်းတန်ငူခရိုင်တရင်3500တက်ခွဲတက်မှတာဝန်ရှိသူတို့ကပြောပါတယ်။ စစ်ကြောင်းတွေအခုချိန်ထိလှုပ်ရှားပြီးစစ်ကြောင်းထိုးနေစေပါဒီဘက်နယ်မြေအတွင်းကကျေးရွာတွေထဲမှာကွာလာလှုပ်ရှားပြီးအိမ်တွေမှာချက်ပြုတ်စားတောင်းနေကြတာပါဟု၎င်းတာဝန်ရှိသူကသတင်းဌာနသို့ပြောပါတယ်ထို့ကြောင့်အုတ်တွင်းမြို့နယ်အတွင်းရှိဇီကုံဘိုကုံအင်းဝိုင်းကရင်ရွာကြီးရွှေလောင်းနဲ့ကြက်တက်ညောင်ပင်စသည့်ကျေးရွာများမှာဒေသခံပြည်သူတတောင်းကျော်ဖေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်းတော်လန်ရေးတပ်ဖွဲ့များနဲ့ဒေသခံပြည်သူများထံမှစုံစမ်းသိရှိရပါတယ် ရခိုင်လပိုင်းကလည်းပဲခူးတိုင်းရှိမေလာအုပ်တွင်းနှင့်ပေါင်းတယ်မြို့နယ်များမှာစစ်ကောင်စီစခန်းများကိုကာကွယ်ရေးတပ်များကသိမ်းပိုက်ရှင်းလင်းထားသည်